နကားကြီးကကျမကိုယူဖို့ကြိုးစားရင်နောင်တရမှာပေါ့အဖေရဲ့တဲကန္တာရာကြီးရဲ့လူသူမရောက်နိုင်တဲ့နေရာမှာမြေတန်လျက်တောင်တစ်ခုရှိပါတယ်အဲ့ဒီတောင်ထဲမှာကလူသူအထင်မြင်မှားရတဲ့ခန္ဓာလုံးနဲ့ရဲတိုက်ကြီးကိုဖုံးကွယ်ထားတဲ့ဒီရဲတိုက်ကြီးဟာဥစာပြန်လို့ခေါ်တဲ့မကောင်းဆိုးဝါမော်ဆရာကြီးရဲ့နေအိမ်မှာဒီဥစာပြန်ဆိုသူက သူ့ရဲ့ကြောက်လန့်စရာငကားကြီးကိုလှပတဲ့မင်းသမီးဖြူတွေကိုကိုကိုစေလွတ်တက်ပြီးသူတို့ကိုသူ့ရဲ့ဂျဲရိုက်ထဲမှာတင်းယူထားတတ်တာပေါ့ဒီနေ့အထိဘသူမှဒီရဲရိုက်ကိုရှာမတွေ့သေးသလို အဖမ်းခံရတဲ့မင်းသမီးတွေကိုလည်းကယ်လို့မရသေးပါဘူးယုံနန်းစကားပုံမြင်တဲ့ကငကားပုံမြင်မျိုး ဘီရင်ကြီးကသူ့တမီးတော်မင်းသမီးမေဒီကို ပြောပြတဲ့အခါတိုင်းမေဒီကသူ့ဖေကိုပြန်ပြောတတ်ပါတယ်။နဂါးကြီးကကျမကိုယူဖို့ကြိုးစားရင်နောင်တရမှာပေါ့အဖေရဲ့ဒီလိုပြောတိုင်းဘီရင်ကြီးကလည်းပြုံးပြုံးရီရီနဲ့ပေါ့နှင်းနှင်းငယ်ကြလာတဲ့အခါမေဒီယာအပြူပေါ်ဝင်တဲ့အရွယ်ရောက်လာပါတယ်။မင်းသမီးဖြစ်ပေမဲ့တွေ့တဲ့အဆောင်တက်သားတိုင်းကိုကျေးဇူးတင်စကားဆိုတတ် ရိုတီလေးစားပြုတ်တဲ့စိတ်နှလုံးရှိသူပါ မေရီမာနန္ဒာဆိုတဲ့ကလေးဘဝကလေးကအတူတူကြီးပြင်းလာတဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်ရှိတယ်။နှစ်ယောက်လုံးမှာတယောက်ကိုတယောက်သဘောကျနေကြတာထင်ရှားပါတယ်။အခုဆိုရင်ကဘာရက်ရက်ကမင်းသားတတိသားတွေဟာ မေရီကိုလက်ထပ်ခွင့်တောင်းဖို့လာရောက်နေကြပါပြီ။ဒါပေမဲ့မေရီကနန္ဒာကိုပြောပြတယ်။ဒီလိုလာကြတဲ့သူတွေဟာ ငါ့အတွက်မဟုတ်ဘူးအဖေအတွက်ပါဘီရင်ကြီးကမင်းကလေးတယောက်နိုင်ငံတော်ကိုအုပ်ချုပ်နိုင်မယ်မယုံကြည်ပဲသူ့အမြင်တဲကစစ်သူရဲကောင်းဆန်နှုံးနဲ့ကိုင်ညီမဲ့သူကိုသမီးတော်ကိုပေးစားခြင်းဒါပါနန္ဒကမေဒီကိုမေးလိုက်တယ်ဒါဆိုမင်းသမီးအစ်မန်လူချင်တာကဘာလဲတဲ့မေဒီကငါကနိုင်ငံတော်ကိုဥဆောင်ခြင်းနေပြီးတော့ငါစိတ်နှလုံးသားကချစ်ရတဲ့သူနဲ့အတူညီခြင်းနေလို့ပြန်ဖြေလိုက်တယ် အဲ့ဒီလိုနဲ့မေဒီကမြစ်ထဲကဘဲကလေးတွေကိုစိုက်ကြည့်နေ gain နန္ဒကဒူးထောက်ပြီးမေဒီကိုလက်ထပ်ပေးဖို့တောင်းပန်လိုက်တယ်။အာအာတင့်သွားတဲ့မေဒီကမထင်မဖဲမြစ်ထဲကိုလည်းချော်ကျသွားပြန်တယ်။အဲ့ဒီနောက်မင်းသမီးကမြည်ရဲကနေပဲပျော်ပျော်ကြီးနဲ့လက်ခံသဘောတူလိုက်တာပေါ့။တစ်ဖက်မှာလည်းမင်းသမီးကိုလက်ထပ်ဖို့လာကြတဲ့မင်းသားတချို့အဲ့နန်းဆောင်မှာစုပြုံထိုင်နေကြတယ်။ပထမတစ်ယောက်က ခွန်အားကြီးပြီးသူ့ရဲ့ပစိန်ကြီးနဲ့စစ်ခင်းရတာကိုကျွမ်းကျင်နေသူဒုတိယတယောက်ကချမ်းသာကြွယ်ဝတဲ့အာရဗီယင်သူ့နိုင်ငံကလည်းချမ်းသာတဲ့နိုင်ငံထဲမှာထိတ်ဆုံးဆယ်နိုင်ငံနဲ့ပါဝင်နေပြီးမင်းသမီးနဲ့လက်ဆက်ရင်တော့ထိတ်ဆုံးသုံးနိုင်ငံထဲရောက်သွားမှာပါတဲ့တတိယတယောက်ကလူဝဝကြီးတယုံမင်းသားသူကတော့အမေရဲ့လို့ခေါ်ရမယ့်ဆိုတဲ့သူမျိုးပါအမေစကားကိုနားထောင်တတ်တဲ့သူပေါ့ ဒီလိုနဲ့ဒီမင်းသား၃ယောက်ဟာမေရီနဲ့နန္ဒအတူတူရှိနေတာကိုတွေ့သွားကြတယ်ပထမမင်းသားကနန္ဒစီတွားပြီးရန်စကားပြောတယ်မကြာခင်ငါဟာမင်းသမီးရဲ့ခင်မွန်းဖြစ်လာမယ်ဒါကြောင့်မင်းသူ့အနာမှာအတူတူမနေပါနဲ့မင်းသမီးမေရီကတော့ရဲရဲဝင်းဝင်းပြန်ပြောလိုက်တယ်ငါကမင်းတို့တွေကဘသူ့ပေါ်မှာလက်ထပ်မှာမဟုတ်ဘူးနန္ဒကလည်းထောက်ခံပြောလိုက်တယ် မင်းသမီးကိုဘာလုပ်ရမယ်ဆိုတာခိုင်းမှုမိမအခွင့်အရေးမရှိဘူးကွာဒီစကားကြောင့်ပထမမင်းသားစိတ်ဆိုးသွားပြီးနန္ဒကိုချင်းချောက်တယ်မိဒီရဲ့ဖခင်ပြင်ကြီးကသာ သူ့ကံကြမ္မာကိုဆုံးဖြတ်မယ်မင်းလိုဓာတ်တစ်ချောင်းတောင်မကင်တတ်တဲ့သူကဒီလိုစကားမျိုးမပြောသင့်ဘူးနန္ဒကလည်းခေါင်းအေးအေးထားပြီးပြန်ဖြေပါတယ်ခနာကိုရဲကအာအကြီးဆုံးကြွတာဟာအုံနောက်ပါပဲဘလို့တုံချရမယ်ဆိုတာသိရင် အားရှိပါတယ်တဲ့ပထမမင်းသားကဒေါသထွက်ပြီးနန္ဒကိုရိုက်ဖို့ကြိုးစားတာမင်းသမီးမေရီကသူ့ကိုတားမြစ်ပြီးအဖေဘီရင်ကြီးစီသွားတိုင်ကြမယ်လို့ချင်းချောက်လေးလို့သာနောက်ဆုတ်ဖဲခွာသွားကြတယ်မင်းသမီးမေရီဟာချက်ချင်းပဲမြင်းစီးပြီးနန်းတော်ရဲသွားသူ့အဖေနဲ့တွေ့ပါတယ်ဘီရင်ကြီးကသူ့ကိုလက်ထပ်တောင်းရန်ဖို့လာကြတဲ့မင်းသားရဲ့အကြောင်းပြောပြတယ် မေရီကအဲ့လိုအခြေအနေကိုမကြိုက်ပါဘူးဒီကိစ္စမှာသူထင်မြင်ချက်ကပိုအရေးကြီးတယ်လို့ဆိုတယ်ခင်နောက်ပြန်ဆွေးနေတဲ့ဒလိထုံလန်းတစ်ခုကကျမရဲ့ပျော်ရွှင်မှုထက်ပိုပြီးအရေးကြီးတယ်လို့ပြောချင်တာလားလို့သူ့အဖေကိုမေးလိုက်ပါတယ်ပြီးတော့မေရီကနန္ဒာနဲ့လက်ထပ်ခွင့်ပြုဖို့အဖေဘီရင်ကြီးစီကိုခွင့်တောင်းတာပါပြင်းကြီးကနန္ဒာဟာညံကောင်းကြီးလိန်မာတဲ့လူပြိုလေးဆိုတာသူသိပါတယ်ဒါပေမဲ့သူက စစ်သူရဲကောင်းတယောက်တော့မဟုတ်ဘူးဒါကြောင့်ဘယ်ချီနီမှမစိုးတမီတော်ကိုရောနိုင်ငံတော်ကိုပါကာကွယ်နိုင်မှာမဟုတ်ဘူးလို့ထင်နေတာပါမင်းသမီးကတော့ခွန်အားရှိသူထက်ဉာဏ်ရှိသူကသာပိုမိုကောင်းမွန်စွာအုပ်ချုပ်နိုင်တယ်လို့ယုံကြည်နေပြန်တယ်ဘီရင်ကြီးကသူတမီတော်ကိုအယမ်းချစ်တာမို့နောက်ဆုံးမှာတော့နန္ဒနဲ့မီရီကိုလက်ထပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်မီရီကတော့ပျော်ရွှင်စာနဲ့သူ့အဖေကိုပွတ်ဖက်လိုက်တာပေါ့ညနေပိုင်းရောက်တော့ ကြေးရွာသားတွေအားလုံးနဲ့ဧည့်သည်မင်းသားအားလုံးတစုတဝေးရှိနေကြတယ်။ဘုရင်ကြီးကသူ့သမီးတော်ရဲ့အိမ်နောက်ဘက်ကိုကြီးညာတော့မဲ့အချိန်မှာပေါ့။မင်းသမီးမီဒီကိုရိုင်းနဲ့အခမ်းအနတွေ့ပြင်ဆင်နေတဲ့အချိန်မှာရုတ်တရက်ဘေကပေါ်လာမှမတီးတဲ့ငကားကြီးတစ်ကောင်ပေါ်လာပြီးမင်းသမီးရှေ့မှာရက်လိုက်တယ်။ငကားကြီးဟာမင်းသမီးကိုဖမ်းယူပြီးကောင်းငင်ကိုပြန်သွားတော့တယ်။ နန္ဒာကနခါကြီးကိုတားဆီးဖို့ကြိုးစားပေမဲ့သူ့ရဲ့အာထုံမှုကရေလိုင်းတစ်ခုအတွင်းကအမိုက်တစလိုပဲနခါကြီးကသူ့ကိုလွယ်လွယ်လေးနဲ့ပြစ်ချသွားတာပေါ့ဘီရင်ကြီးကဒီဖြစ်ရအတွက်ဦးစာပြန်ဆိုတဲ့မော်ဆရာကြီးဟာတည့်ရခန့်ဆိုတာတည်နေပါတယ်သူက လူအုပ်ကိုကြီးညာလိုက်တယ်ဘသူမဆိုမေဒီကိုဦးစာပြန်စီကနေကဲတင်လာနိုင် သူ့ကိုမင်းသမီးနဲ့အတူလက်ထပ်ခွင့်ပြုမယ်အပြင် နိုင်ငံတော်ကိုပါပြီးအပ်မယ်တဲ့ဧည့်သည်မင်းသားအလုံးကမင်းသမီးကိုကယ်ဖို့စူးစမ်းကြတယ်နန္ဒကတော့ဘီရင်ကြီးစီသွားပြီးသူတို့နှစ်ယောက်လက်ထပ်ခွင့်အကြောင်းမင်းမြန်းလိုက်တယ်ဘီရင်ကြီးကငါမှားသွားပြီးသမီးတော်အတွက်လိုအပ်တာကအတွေးခေါ်ပြင်ရရှင်မဟုတ်ဘူးဇလန်းတဲကသူရဲကောင်းတယောက်ပါလို့ပြန်ဖြေလိုက်တယ်ဒီလိုနဲ့နန္ဒဟာမင်းသမီးကိုရှာပွေကယ်တင်ရအောင်ခရီးထွက်ဖို့ဆုံးဖြတ်လိုက်တယ် ူတစ်တာလေးကိုဖွင့်ပြီးသူ့ရဲ့ချက်ဝတ်တစားရီကိုဝစ်စင်ဓူးလေးကိုလည်းယူလိုက်တယ်။မြေပုံထဲမှာငကားကြီးအရှိဘက်ကိုပြန်သွားတာကို သိရတဲ့အတွက်သူလည်းအရှိဘက်ကိုဦးတည်လိုက်တယ်။ပထမမင်းသားကတော့နန္ဒတဲကန္နာရရဲ့ဖြတ်တန်းသွားတာကိုမြင်ပြီးသူ့ကိုတပ်ဖြတ်ဖြစ်ဖို့ဆုံးဖြတ်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူသွားရလမ်းကမင်းသမီးရှိရစီပဲဖြစ်နေလို့ပါ မင်းသမီးမေရီကတော့ဦးစားပြန်ရဲ့ရဲရိုက်ထဲမှာ နိုးထလာတယ်။ရဲရိုက်ကြီးကတောင်စွဲအမြင့်ကြီးပေါ်မှာတည်ရှိနေပါတယ်။မေရီဟာနေရာတိုင်းမှာရွှေအောင်ခြေတထားတဲ့မိန်းကလေးရုပ်တူတွေကို တွေ့ရှိရပြီးတွားရောက်လက်ပတ်ကြည့်ရှုနေပါတယ်။မေရီကိုဖမ်းလာတဲ့နှကားကြီးဟာနှကားမကြီးအသွင်ပြောင်းပြီးမေရီကိုကြိုဆိုတာပေါ့။ မင်းသမီးတော်တွေကတချို့မင်းသမီးတွေသာဒီရဲရိုက်ရဲ့နန်းရံအတွင်းကိုဝင်ကွင်းရကြတယ်ပြီးတော့ဘသူမှပြန်မလာခဲ့ကြဘူးလို့အဖိုးအိုကပြောပါတယ်။ဒါပေမဲ့အဖိုးအိုကဆက်ပြောပြန်နေဒီရဲရိုက်ဟာကြောက်စရာမကောင်းပါဘူးပျော်စရာကောင်းတဲ့နေရာပါတဲ့။ ဦးစားပြန်ဟာညင်းငွေဝေရဘဝကိုဖျက်တမ်းနေပြီးတငယ်ချင်းတယောက်ကိုရှာဖွေနေတယ်တဲ့မင်းသမီးမေရီဟာသူ့အတွက်ရွေးချယ်ထားတဲ့အထူးအဆန်းဆုံးအမျိုးသမီးငယ်တယောက်ပါတဲ့နဂါးကြီးကမေရီကိုသတိပေးလိုက်တယ်ဦးစားပြန်ကိုပြန်စိတ်ဝင်စားဖို့နဲ့ပျော်ရွှင်အောင်ထားဖို့ပါအဒီလိုမလုတ်ခဲ့ရင် မေရီဟာဥစာပြန်ကိုစန့်ကျင်ခဲ့ကြတဲ့တခြားမင်းသမီးတွေလိုပဲရွှေရုပ်တုတစ်ခုအဖြစ် ပြောင်းလဲခံရမှာပါတဲ့ တစ်ဖက်မှာလည်းဥစာပြန်ကိုကျွန်းလွေဘလူးတွေက မုတ်ဆေးရိပ်ပေးနေကြတယ်။ကျွန်းတချို့ကအဝတ်စားတစ်တီကိုယူလာပြီးမဲ့သူကတော့ဒါရီကိုနှုတ်ပြလိုက်။ငါအရင်ကဝတ်ပြီးသားပဲ။ငါရဲ့ချစ်သူတစ်အတွက်လုံးဝအတစ်ဖြစ်ရမယ်လို့အော်ဟစ်ပြီးအမိတ်ပေးနေတယ်။ငကားအသွင်ပြောင်းနူနူဟာဥစာပြန်ရှေ့ပေါ်လာပြီးမင်းသမီးမေဒီကိုခေါ်ဆောင်လာကြောင်းအစီရင်ခံလိုက်တော့ဥစာပြန်ကဂျင်းက်သွားပါတယ်။တစ်ဖက်မှာလည်း မင်းသမီးကိုကယ်ဖို့ခီးထွက်လာတဲ့နန္ဒာကလမ်းမှာဝက်ဝင်မိသားစုကိုမျိုးချဖို့ကြိုးစားနေတယ်။မွေကြီးတစ်ကောင်ကိုတွေးလိုက်တယ်။ဝက်ဝင်တွေကိုကူညီဖို့ကြိုးစားပေမဲ့သူ့မှာဒူးလေးကို တောင်ဘလို့သုံးရမှမသိခဲ့ဘူး။သူ့ရဲ့တိုက်ခိုက်မှုကဘာအကျိုးသက်ရောက်မှုမှမရှိခဲ့ပါဘူး။နန္ဒာဟာမွေကြီးကြောက်တတ်တဲ့အရာကို အမြန်ဆုံးတွေးမိသွားတယ်။မွေ၆သမားဆိုတဲ့အကြောင်းပါ။ ူကအမြန်ဆုံးအပင်တစ်မျိုးကိုရှာပြီးပိုက်သေးသေးလေးတစ်ခုလုပ်ပြီးတော့မြေကမ်းမားစီကိုမွေကြီးကို ချော့သွားအောင်လုပ်လိုက်တယ်။မွေကြီးကရေထဲမျောပါသွားတော့ရင်နန္ဒကို အာအာတင့်စီတာကဝက်ဝင်နေဟာစကားပြောနိုင်ကြတယ်။ဝက်ဝင်တကောင်ကနန္ဒကိုချီးစူးတင်ညောင်းပြောပြီးအဲ့ဒီကလေးကသူ့ဘက်ကလည်းလိုအပ်တာပြန်ကူညီပေးမယ်လို့ကတိပြုလိုက်ပါတယ်။နန္ဒကဝက်ဝင်ကို သူ့ရဲ့တာဝန်အကြောင်းပြောပြတော့ဝတ်ဝင်ကဦးစာပြန်ကိုသူတည်တယ်လို့ပြောတယ်။ကျုပ်တို့မိသားစုကိုတိုက်ခိုက်ခဲ့တဲ့မူကြီးကဦးစာပြန်ရဲ့အစီကံမင်းသူကရှားပါးတဲ့တတဝါတွေရဲ့အရေးကွန်းတွေနဲ့အဝတ်စားတစ်တွေချုပ်ဖို့အတွက်ဒီမူကြီးတွေကို အမဲလိုက်ခိုင်းတတ်တယ်လို့ဝတ်ဝင်ကြီးကရှင်းပြပါတယ်။ဝတ်ဝင်ကြီးကိုယ်တိုင်ကတော့ဦးစာပြန်ရဲ့ရဲတိုက်ဘယ်မှရှိမှန်းမသိပါဘူး။ ဒီတောအုပ်ထဲမှာနေတဲ့ကျင်နာတတ်တဲ့မော်ဆရာကြီးဥတာယာစီခေါ်သွားပေးမယ်လို့ခရီးပေးလိုက်တယ်။သူဟာဥစာပြန်ရှိရကိုသိမယ်လို့ယုံကြည်နေတာမို့ပါ။နန္ဒဟာဝတ်ဝင်ကြီးရဲ့ကြောပေါ်တက်ပြီးခီးဆက်လိုက်တယ်။နောက်ဆုံးမှာတော့ဝတ်ဝင်ကြီးကနန္ဒကို မော်ဆရာဥတာယာစီ ပို့ပေးပါတယ်။မောစီယာဥတာယာကနန္ဒကိုကူညီဖို့တဘောတူလိပြီးဝင်ခံလိုက်တယ်။ဒီအရာရာတိုင်းဟာငါအမားပါပဲတဲ့။ ဦးစားပြန်ကို အစီခံနေတဲ့နဂါမနိုနိုဟာမှုအစွမ်းရှိတဲ့သူတူပါတဲ့နှစ်ပေါင်းများစွာကဦးတာယာဟာနဂါမနိုနိုရဲ့အချစ်ကိုရာကိုအစီစဉ်ဆွဲခဲ့ပြီးမှုပညာကိုတောင်းနှစ်နှစ်ကြာလေ့လာခဲ့တာဒါပေမဲ့နိုနိုကိုချစ်ကပ်ဖို့စိတ်ကူးတိုင်းမှာသူ့ကိုညှင်းပယ်မှာကြောက်ရွံ့နေခဲ့တယ်ဒီလိုနဲ့နဂါမနိုနိုရဲ့ညှင်းပယ်မှုကိုမရင်ဆိုင်ရတဲ့အတွက်ဦးတာယာကသူ့ကိုမြင်တဲ့အချိန်မှာ ချစ်ချင်းမေတ္တာဆွဲမြဲသွားစေမယ်မော်အတက်ပီယာဆေးကိုတုံးမိခဲ့တယ်။ဒါပေမဲ့သူ့မော်ဆွမ်းအားကလိုရာထက်ပိုပြီးပြင်းထန်သွားခဲ့တယ်။သူ့မော်အတက်ကိုပြန်မပြုတ်ပြင်နိုင်ခင်မှာပဲနဂါမနူနူဟာသူ့အပေါ်အယူမူဖြစ်သွားခဲ့တာ။ဦးစာပြန်ကဒါကိုသိတော့နဂါမနူနူစီသွားပြီးဦးတာယာရဲ့လုံရက်ကိုဖွင့်ဟပြောပြလိုက်တယ်။အဲ့ဒီအခါမှာဒေါသထွက်သွားတဲ့နဂါမနူနူရဲ့ချစ်ချင်းမေတ္တာက ပေါင်မိုက်ပြီးစိတ်ဆိုးဝယ်ရာအဖြစ်ပြောင်းလဲသွားတယ်။ဥဒါယာကိုသာမကဘူး။ချစ်ချင်းမေတ္တာနဲ့ပျော်ရွှင်စွာနေထိုင်နေကြတဲ့သူတွေကိုပါလက်စားချေတော့တာ။နန္ဒာကမင်းသမီးမေရီအခုဘာဖြစ်နေလဲဆိုတာသိချင်တဲ့အတွက်ဥဒါယာကမော့တက်သုံးပြီးမြစ်ထဲမှာရုပ်ပုံကိုပြလိုက်တယ်။ ရုပ်ပုံထဲမှာဥစာပြန်ကမေရီကို ရွှေတဲ့ပစ္စည်းတွေအစားအစာတွေနဲ့ချစ်ကြိုက်ဖို့ကြိုးစားနေတယ်။နမ်းဖို့ကြိုးစားတဲ့အချိန်မှာတော့မေရီကဒေအိုးကြီးနဲ့သူ့ခေါင်းကိုရိုက်လိုက်တယ်။နန္ဒကဥစံပြရဲ့ရဲတိုက်ဘဲမှာရှိပြီးဘလို့တွားရလဲလို့မေးတဲ့အခါမှာတော့ဥတာယာကဥစာပြန်လို့မှော်ဆရာကြီးစီကိုတာမန်လူသားယောက်ျားတယောက်မနိုင်နိုင်ဘူးလို့ပြောပြီးနန္ဒကိုသူ့စီမှာနေပြီးမှော်ပညာသင်ယူဖို့အကြံပေးပါတယ်။ ဒါပေမဲ့မော်ပညာတက်မြောက်ဖို့အနှစ်20ကြာမယ်လို့ဆိုတယ်။နန္ဒကပုံမြန်တဲ့နီလန်းကိုမေးတဲ့အခါဥဒါယာကနီလန်းရှိပါတယ်။ဒါပေမဲ့အသက်ဆွန့်ရတဲ့ခီးပါလို့ပြန်ပြောပါတယ်။ဥဒါယာရဲ့ပြောပြချက်အရနန္ဒဟာအရှိတ်ကိုမြန်ဆုံးသွားပြီးတဲကြောက်တောင်လန်းကြီးစီရောက်အောင်တွားရမယ်ဒါပေမဲ့ဝင်ပေါက်မှာခေါင်းကြီးတစ်ခုကစောင့်ကြံနေတယ်အဲ့ဒီခေါင်းကြီးကိုကြော်ဖြတ်နိုင်ဦးစာပြန်ရဲ့ရဲတိုက်သေးကို ချက်ချင်းဝင်ရောက်နိုင်မယ်လို့ဆိုပါတယ်။နန္ဒဟာအချိန်မဖြုံးတော့ပဲခရီးထွက်လိုက်တယ်။ခဏကြာတဲ့အခါနဂါးမနူနူကဥတာယာရှိရာရောက်လာပြီးသူ့ကိုဖမ်းလိုက်တယ်။နန္ဒကဥတာယာကိုကယ်ဖို့ကြိုးစားပေမဲ့မေရီကို တောင်းရန်ဖို့လာတဲ့ပထမမင်းသားကသူ့ပစိန်ကြီးနဲ့နန္ဒကိုတိုက်ခိုက်လာတယ်။ပထမမင်းသားကနန္ဒကိုလိုက်လံတိုက်ခိုက်ရင်သူတို့ဟာလမ်းဆုံးရာနေရာကိုရောက်သွားကြတယ် နန္ဒမှာပထမမင်းသားကိုပြန်ခုခံမှုကလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူး။ဝတ်ဝင်ကြီးကနန္ဒကိုကာကွယ်ပေးဖို့ကြိုးစားပေမဲ့ပထမမင်းသားရဲ့တိုက်ခိုက်မှုမှာဝတ်ဝင်ကြီးရှုံးနေသွားတယ်။နန္ဒမင်းသားကတိုက်ခိုက်မှုကိုခုခံနိုင်ခဲ့ပေမဲ့ပထမမင်းသားဟာ၆ကဘာရဲ့အဆုံးမှာလဲကျဖို့အကြောင်းပေါ်သွားတယ်။အဲ့ဒီအချိန်မှာနန္ဒကပထမမင်းသားကိုကယ်တင်ပေးလိုက်တယ်။ ကက်တီနေရင်ကို ပထမမင်းသားကနန္ဒကိုတတ်ဖို့ကြိုးစားရင် သူကိုယ်တိုင်ချက်ကဘာပေါ်ကနေချိုကျသွားခဲ့ပါတယ်။နူနူကမေဒီကိုဥစားပြန်ရဲ့ရဲတိုက်စီကိုခေါ်ဆောင်သွားပြီးသူ့ကိုထောင်ထဲချထားဖို့ဥစားပြန်ကို ခွင့်တောင်းပါတယ်။ဥစားပြန်ကနူနူကိုမေးတယ်။ဘာဖြစ်လို့မင်းခေါ်လာတဲ့မင်းကလေးကရိုင်းရိုင်းဆိုင်ဆိုင်ပြုတ်မှုနေတာလဲတဲ့။နှကားမနူနူကတော့ခစ်တဲ့မင်းသမီးတွေကဒီလိုပါပဲလို့ဖြေလိုက်တယ်။ မင်းသမီးမေရီကပိတ်မိနေတဲ့ခန်းထဲမှာပြတင်းပောက်ကတဆင့်ရဲရိုက်ထဲကနေထွက်ပြေးဖို့အဝိစရီကိုချီနှောင်ပြီးကြိုးအရှိကြီးလှုပ်လိုက်တယ်။ဂျမ်းမြင်ဘောကဦးစာပြန်ရဲ့အုတ်ထုတ်ကိုတွေ့ပြီးဝိကြီးတဲ့အခါမှာတော့အဲ့ဒီအုတ်ထုတ်ကမြင်ကွင်းကနေပျောက်သွားစေတဲ့အုတ်ထုတ်ဖြစ်နေတာကိုသိရှိသွားတယ်။ဦးစာပြန်ရဲ့အဆောင်တွေလာခေါ်တဲ့အခါမေရီဟာဒီမြင်ကွင်းပျောက်အုတ်ထုတ်ကိုအုံချပြီးအဆောင်တွေကိုလှည့်စားပြီးသူတို့ကိုပဲလောင်အင်းနဲ့ပိတ်လိုက်တယ်။ ဦးစားပြန်ကအဆောင်အားလုံးကိုမင်းသမီးမေရီကိုရှာခိုင်းမာရောမရှာနိုင်ရင်အသက်ဆုံးရှုံးရမယ်လို့ချိန်ချောက်လိုက်တယ်။မေရီဟာဦးစားပြန်ရဲ့မုတ်ဆိတ်ရှည်ကြီးကိုတိုင်ကပ်ချီနှောင်တော့ဦးစားပြန်ကြီးသူ့ရှိမှပေါ်လာပါတယ်။သူ့ကိုလှုပ်ပေးဖို့နဲ့တခြားမင်းသမီးတွေကိုပါလှုပ်ပေးဖို့မေရီကတောင်းဆိုလိုက်တယ်။ ဦးစားပြန်ကမေရီကိုဖမ်းဖို့ကြိုးစားပြီးမေရီကမြင်ကွင်းပြောက်အုပ်ထုပ်ကိုထောက်ဝင်လိုက်ပြီးဦးစားပြန်ရဲ့မုတ်စိတ်ကြီးကိုတိုင်ကန်းနဲ့ချီထားတဲ့အတွက်ရဲတိုက်ထဲကနေချော်ကြသွားတော့တယ်။မေရီဟာမြင်ကွင်းပြောက်အုပ်ထုပ်ကိုဆက်သွင်းပြီးငကမနိုနိုလက်ထဲကကြောက်စင်းလက်စုပ်ကိုခိုးယူလိုက်တယ်။ဒီလက်စကိုတုံးပြီးမင်းသမီးတွေအားလုံးကိုကဲတင်နိုင်မယ်ဆိုတာသိသွားပါတယ်။မေရီဟာလက်စကိုတုံးပြီး မင်းသမီးအားလုံးကိုမှော်တက်နဲ့ဖြူစားခံထားကလည်းလွတ်မြောက်အောင်လုပ်ပေးပါတယ်။သူတို့ကိုပုံမှန်ခြေနေပြန်ဖြစ်အောင်ပြုလုပ်ပေးပြီးတော့ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ကူညီပါတယ်။အဲ့ဒီအချိန်မှာနဂမနိုနိုပေါ်လာပြီးမေဒီကိုထွက်မပြေးအောင်ဓာစီလိုက်တယ်။တစ်ဖက်မှာလည်းနန္ဒကတုံးထဲမှာမေဒီကိုလာတောင်းရမ်းတဲ့တတိယတယုံမင်းသားကိုတတော်ဝါတကောင်လိုက်လံတိုက်ခတ်နေတာတွေ့ပြီးသူ့ကိုကယ်တင်ပေးလိုက်တယ်။ နန္ဒကတီယိုမင်းသားကိုအိမ်ပြန်ဖို့ပြောပေမဲ့သူကတော့ဒီအန်ဒီရဲ့များလာတဲ့ခီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကဲဒီတော့ကျမတို့ရဲ့ဒီဇလန်းကဘလို့အဆုံးသက်သွားမလဲနော်။စပီးကြည့်လိုက်ကြပါဦး။တီယိုမင်းသားကတော့အိမ်မပြန်မဲမင်းသမီးကိုရှာဖို့ဆုံးဖြတ်ထားတယ်။သူ့အမေအမှားစကားရမေရီကိုရဖို့မဆုံမနစ်စူးစမ်းနေတာပေါ့။ ခီးရှည်ကြီးအပြီးမှာတော့သူတို့တွေဦးစာပြန်ရဲ့ရဲတိုက်ကြီးရှိရာတဲကန္နာရစီကို ရောက်လာကြတယ်။ဒါပေမဲ့တဲကန္နာရဝင်ပေါက်မှာအိပ်ပျော်နေတဲ့ဘလူကောင်းကြီးကပိတ်ဆို့ထားပြန်တယ်။နန္ဒကဘလူကြီးကိုလမ်းဖယ်ပေးဖို့ကြိုးစားပြောဆိုပေးမိဒီလောက်ရက်ကဘလူကြီးကိုဒေါသထွက်စေခဲ့တယ်။နန္ဒဟာဒီဘလူကြီးကိုရင်ဆိုင်ခဲ့ကြတဲ့စစ်သားထောင်ချီရဲ့အယိုးစကြာတွေကိုမြင်လဲရတယ်။သူလက်လျှော့ဖို့စဉ်းစားနေချိန်မှာပဲ။ နန္ဒဟာမြေကြီးပေါ်ကခရုကုန်တွေကိုတွေ့ပြီးဖြက်ကနေအတိရလိုက်တယ်။ဒီတဲကန္နာရဟာတဲကန္နာရတခုတည်းမဟုတ်ရေခန်းချောက်သွားတဲ့မြေချောင်းတစ်ဟောင်းတစ်ခုပဲ။ဒီလိုနဲ့နန္ဒကရေပြန်လဲစီးစင်းအောင်လုပ်နိုင်ရင်ဘလူးကြီးကိုတိမ်မွေ့စွာတွေးဆောင်နိုင်မယ်လို့ယုံကြည်လိုက်တယ်။သူတို့သုံးယောက်ဟာ ရေကာတာကိုဖြုတ်ဖြက်ဖို့ကြောက်ပစ်စကြီးတစ်ခုတိဆောက်ကြတယ်။ရေကာတာပြိုကျပြီး ရေတွေပြန်စည်းစင်းလာတဲ့အခါရေထဲမှာဘလူးကြီးရဲ့လက်နဲ့ခြေထောက်တွေပေါ်လာတယ်။ဘလူးကြီးကရှင်းပြတယ်။မင်းကငါ့ကိုကယ်တင်လိုက်တာပါ။ရေကငါ့ရဲ့အိမ်ပဲ။ငါ့ရဲ့ညီဦးစာပြန်ကငါ့ကိုထီမှချုံနောက်ထားပြီးငါ့ရဲ့စွမ်းအားရင်းမြစ်ဖြစ်တဲ့ရေကိုဖျက်တောက်ထားတာ။ကျေးဇူးတင်တဲ့အနေနဲ့ဘလူးကြီးကနန္ဒကိုမှော်ထားတစ်ချောင်းပေးလိုက်တယ်။ ဒီသားမှာစွမ်းအားကြီးမားစွာ ပါဝင်ပြီးဦးစာပြန်ရဲ့မော်စွမ်းအားတွေအားလုံးဟာ သူ့ရဲ့မုတ်စိတ်ရှည်ထဲမှာရှိနေတယ်ဒီသားနဲ့သူ့မုတ်စိတ်ကိုဖျက်ရင်တင့်အနိုင်ရမယ်လို့မာလိုက်ပါတယ်ပြီးတော့ဘလူကြီးကနန္နာနဲ့အဖွဲကိုဦးစာပြန်ရဲ့ရဲတိုက်စီဓာတ်ရိုက်ပို့ဆောင်ပေးလိုက်ပါတယ်တစ်ဖက်မှာလည်းမီဒီဟာရဲတိုက်ထဲကနေထွက်ပြေးဖို့ကြိုးစားနေသေးပါတယ် သူမဟာထောင်အချုပ်ထဲကဥတာယာကိုတွေ့ပြီးရေတောင်းခံနေတာကိုကြားလိုက်ရတယ်။ရေတိုက်ပြီးတဲ့အခါဥတာယာကနန္ဒဟာသူ့ကိုရှာဖို့လာနေပြီလို့ပြောပြတယ်။မေရီကတော့နန္ဒအတွက်ပို့ပြီးစိုးရင်သွားတယ်။ "तू ကဓာတ်ကိုတောင်မကင်တတ်ဘူးလေ"ဒီလိုနဲ့မေရီဟာနန္ဒကိုမြင်ပြီးပွေဖက်ဖို့ပြေးသွားတယ်။ဒါပေမဲ့ဒီလူကနန္ဒမဟုတ်ပဲဥစာပြန်ကဟန်ဆောင်ထားတာပါ။သူကို ဦးစာပြန်ကဖမ်းမိသွားပြန်တယ်။ဦးစာပြန်ကသူ့လူတွေကိုမေရီကိုလှောင်ရင်နဲ့ထည့်ဖို့အမိန်ပေးနေချိန်မှာပဲတကယ်နန္ဒပေါ်လာပြီးစစ်ပွဲကြီးစတင်ဖို့အချိန်ရောက်လာတာ။တရုတ်မင်းသားနဲ့ဝက်ဝင်ကြီးတို့ကအဆောင်တွေကိုတိုက်ခိုက်ကြတယ်။နန္ဒနဲ့ဦးစာပြန်တို့တိုက်ခိုက်ကြတယ်။ဦးစာပြန်ကနန္ဒကိုကောင်းငင်ထိတဲသွားပြီးမဲ့မောပန်းသွားပြီးတော့သူကမင်းနိုင်ပြီမေရီကိုယူပြီးသွားပါလို့ပြောပြီးရဲတိုက်စီပြန်လာကြတယ်။ နန္ဒရဲ့မိဒီနောက်ဆုံးတွေ့ဆုံရတယ်ဒါပေမဲ့ဦးစာပြန်အာယုံပြောင်းတဲ့အချိန်ကိုအဖွင့်ကောင်းယူပြီးငကားမနူနူကပေါ်လာပြီးသူ့ရဲ့လက်စွပ်နဲ့မိဒီကိုအနှစ်တထောင်အိတ်စီလိုက်တယ်ဦးစာပြန်ကနန္ဒကိုဒါနဲ့ထိုးဖို့ကြိုးစားပေမဲ့နန္ဒကရှောင်ပြီးမှော်ရားနဲ့သူ့ရဲ့မုတ်စိတ်ကိုဖျက်လိုက်တယ်ဦးစာပြန်ကရွှေရုပ်တူဖြစ်ပြောင်းသွားပါတော့တယ်ဒါပေမဲ့မိဒီကတော့ငကားမနူနူရဲ့မှော်စွမ်းကြောင့် ိတ်ပြောနေသေးပါနန္ဒကဥတာယာစီအကူကြီးတောင်းမိမယ်ဒါကနဂါမနူနူရဲ့လှုပ်ရံငါမတက်နိုင်ဘူးလို့ဖြေပါတယ်ဒီဥတာယာကမြင်ကွင်းပြောက်အုပ်ထုပ်ကိုတွေ့ပြီးမျောလင်းချက်ရှိသေးတယ်လို့ပြောတယ်သူကနန္ဒကိုနဂါမစီတွားပြီးမေဒီကိုအိမ်ပြန်ခေါ်ခွင့်ပြုဖို့ပြောပါတယ်ညဘက် စခန်းချနေချိန်မှာတော့နဂါမပေါ်လာပြီးအားလုံးကိုအိပ်ပျော်စေတယ်သူကတီယုံမင်းသားကိုမော်အစွမ်းသုံးပြီးနန္ဒကိုဓာတ်နဲ့ထိုးခိုင်းတယ် တီယိုမင်းသားကငကားမနူနူကို ခုခံနိုင်ခဲ့ပေမဲ့ရုတ်တရက်ပထမမင်းသားပေါ်လာပြီးအိပ်ပျော်နေတဲ့နန္ဒကိုဓာတ်နဲ့ထိုးလိုက်တယ်။ပြီးတော့မေဒီကိုခေါ်ပြီးနန်းတော်စီပြန်သွားတယ်။ပထမမင်းသားကမေဒီကိုဘင်းစီခေါ်သွားပြီးမင်းသမီးမှာမှော်အစိတ်တင့်နေပေမဲ့လက်ထက်ချင်းကဒီမှော်ကိုဖြည့်ရှင်းနိုင်တယ်လို့ပြောလိုက်ပါတယ်။ ဘီရင်ကပထမမင်းသားကိုတမိတော်နဲ့လက်ထပ်ခွင့်ပြုလိုက်ရတာပေါ့တစ်ဖက်မှာလည်းငကားမကဓာထိုးခံထားရတဲ့နန္ဒစီရောက်လာပြီးချစ်ချင်းမေတ္တာကြောင့်မင်းပျက်စီးရတာလို့ပြောနေချိန်မှာဒီလူဟာနန္ဒမဟုတ်ပဲဥဒါယဖြစ်နေတာကိုသိရတယ်။သူကမြင်ကွင်းပြောက်အုတ်ထုပ်ကိုတုံးပြီးနန္ဒကိုဖွက်ထားတာပေါ့ဥဒါယကနဂါမနူနူစီခွနှုတ်ဖို့တောင်းပန်ပြီးငါတည်သွားရင်မင့်မှာမှော်စွမ်းပြေသွားမည်လို့ပြောတယ် နဂါမရဲ့မုံတွေ ရုတ်တရက်ပျောက်ကွယ်သွားပြီးသူမကဥတာယာကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။မေရီရဲ့မော့အစိတ်တင့်နေတာကိုဖြေရှင်းနိုင်တဲ့လက်စွပ်နန္ဒစီပေးလိုက်ပါတယ်။ဘီယင်ကတော့ပထမမင်းသားကိုနိုင်ငံတော်အနှင်းဖို့အချိန်မှာတရုတ်မင်းသားရောက်လာပြီးအဖြစ်ပြက်အားလုံးကိုပြောပြလိုက်တယ်။မင်းသမီးကိုတကယ်ကယ်တင်ခဲ့တာကနန္ဒပါပထမမင်းသားကသူ့ကို အိမ်နေချင်းထိုးခဲ့တာဘယင်ကဘသူ့ကိုယုံအောင်မမသိဖြစ်နေတော့ နန္ဒရောက်လာပြီးအမှန်တရားကိုပြောပြပါတယ်။သူကလက်စွပ်ကိုသုံးပြီးမေရီရဲ့မော်စိတ်ကိုဖြေပေးလိုက်တယ်။မေရီကပထမမင်းသားကိုနောက်ကနေရိုက်ချလိုက်ပါတယ်။အားလုံးပြန်လဲစုံစည်းနေကြပါပြီ။လွမြောက်လာတဲ့မင်းသမီးတွေအားလုံးလည်းမေရီကိုကြီးစုတင်ရောက်လာပြောကြတယ်။ဘရင်က နန္ဒနဲ့မေရီကို အတူနေခွင့်ပေးလိုက်ပြီး ပထမမင်းသားကိုထောင်ချလိုက်တာပေါ့။ဒါဟာချစ်ချင်းမြတ်တာတစ္ဆာရှိမှု ဉာဏ်ပညာတို့ရဲ့အောင်မွေးကြီးပေါ့ကိုယ့်ရဲ့စိတ်ကူးတွေကိုလက်တွေ့ဖြစ်လာဖို့ရရင်မှာကိုတန်ဖို့ကိုတည်ပါဉာဏ်ပညာကိုအသုံးချတတ်ပါစေဆိုတဲ့အတိကို ခံစားမိစေတဲ့ဇာတ်လမ်းတစ်ပုဒ်ပါနော်အားပေးကြည့်ရှုကြတဲ့တငယ်ချင်းတို့ရေကျေးဇူးပါနော် animation ဇာတ်လမ်းတွေနှစ်သက်တဲ့ဆိုရင်တင်းစင်တိုင်း channel လေးကို subscribe လုပ်ပြီးဆက်အားပေးပါဦးလို့ကျမဆူမြည်ပါနောက်တင်ဆက်မဲ့ဇာတ်လမ်းမှာပြန်ဆောင်ကြရအောင်ပါရှင်